လူစားနေတာပါတော့ဆိုသူကခြေဘွားမှာ အမွှေးပေါက်တယ်ခြေဘွားမှာ အမွှေးတွေနဲ့ဟောလူလူလူစားပေါ့ခြေဘွားမှာအမွှေးနုနုလေးတွေပေါက်တယ်ဟိုအကျန်းစားကြီးမဟုတ်ဘူးအကျန်းစားကြီးဆိုရင်နင်းလို့တော့ကောင်းမှာဟုတ်ကဲ့အမွှေးနုနုလေးပေါက်တယ်ရသော်ဘုရားလက်ထက်ကခြေဘွားမှာအမွှေးပေါက်တာနှစ်ယောက်ရှိတယ်လောမတ္တကင်ခိယဆိုတဲ့ပုဂ္ဂိုလ်နဲ့တောနာဆိုသူတို့နှစ်ယောက်ရှိပါတယ် သူခြေဘွားအမွေးပေါက်တာသတင်းကြီးတယ်သူမိသားစုကအမတမယူရရလမ်းမလျှောက်ရအောင်ရွှေချင်းနင်းနဲ့เนาะဒီတိုင်းသူကပြည်ကြီးပေါ်သူခြေတော့မချအောင်ရွှေချင်းနင်းနဲ့သွားထန်းစင်နဲ့ပို့တယ်ဟိုဟိုဒီဒီသွားလို့ရှင်လောကလမ်းမလျှောက်ရင်လည်းဒီလူတတ်မှာမဟုတ်ဘူးဟုတ်အဲ့ရွှေချင်းနင်းနဲ့စီးပြီးတော့လမ်းလျှောက်တယ်။အခါတခါသူကစိတ်ဆိုးလို့ရှင် ငါချေဝါနဲ့မြေကြီးပေါ်နင်းလိုက်မနော်လို့ဆိုရင်အောင်မလေးသူ့လှုပ်ကြည့်ပြုစုတဲ့လူတွေကမလှုပ်ပါနဲ့မလှုပ်ပါနဲ့ဝိုင်းတောင်းပညာတဲ့သူခြေတော့ကအမွှေးကိုတံမိုးထားကြဟုတ်နော်လောဒီအောင်တံမိုးထားလို့ဆိုရင်တောနာကောလိဝိဒတောနာဆိုတဲ့တတိသားဟာခြေဝါအမွှေးပေါက်တယ်အလွန်နဲ့ချမ်းသာတယ်လူရဲ့ရုပ်ရည်ကလည်းမတန်တန့်နဲ့ဆိုတော့ တိုင်းပြည်အုပ်ချုပ်တဲ့ဗမိသားရာမင်းကြီးအတောင်သူတွေ့ချင်တယ်။အဲဆိုဒီကောင်ချေဘွားမွေးပေါက်တဲ့ဆိုဟုတ်လားငါကြည့်ချင်ထူးထူးဆန်းဆန်းဆိုကြည့်ချင်ကြည့်ချင်တဲ့အခါဘယင်းဆိုတာဟန်ရလောက်ရသေးတယ်လေဟန်လောက်ရသေးတယ်တရေသာအိမ်ပဲသွားကြည့်မလဲသူကတရေအိမ်သွားကြည့်ရင်ဘယင်းဒိတ်ခါကြတယ်အဲ့ဒါကြောင့်လို့သွားဘာလုပ်တယ်ဆိုရင်သူတယောက်တည်းကွက်ပြီးတော့ နန်းတော်လာဖို့ဆင့်ခွာရင်လည်းတိတန်လုံးအားကြည့်တယ်။ TV ရေမမြင်ဘူးထင်တယ်။သူချေဘွားကြည့်ရင်လို့ခေါ်တယ်ဆိုအဲ့လိုလဲတိမှဆိုတယ်။တိမှဆိုတော့ဒါဆိုကြမကရတိုင်းမှာချမ်းသာကြွယ်ဝတဲ့တထေးတွေအားလုံးကိုဘီရင်ကြီးကအစည်းအဝေးခေါ်လိုက်တယ်။အားလုံးလာကြမှုဆင့်ခွာလိုက်တယ်။အားလုံးဆင့်ခွာလိုက်တယ်။ဆင့်ခွာလိုက်တဲ့အခါမှာ နေရီသားမှာတခါတည်းစိုက်ပျိုးရေးနဲ့အောင်မြင်ပြီးချမ်းသာကြွယ်ဝနေကြတဲ့တထေးတွေတထေးသားတွေအကုန်လုံးကရောက်ရှိလာကြတယ်။သောနာကိုဆင့်ခေါ်လိုက်တဲ့အခါမှာသူ့အဖေကတိတယ်ရိပ်မိတယ်တဲ့ရွက်ချီငါသားဘီညီကမင်းခေါ်တာတခြားမဟုတ်ဘူးမင်းရောခေါ်တာအလုံးခေါ်တာတခြားမဟုတ်ဘူးအဓိကကတော့မင်းရဲ့ခြေဘွားကအမွေကိုကြည့်ချင်တယ် အဲ့တော့ငါသားမင်းဘယင်ကြီးဘက်ကို6တော့ကြီးဆင်းမထိုင်နဲ့ဘယင်ကိုမယုံမသိလောက်တာမျိုးဖြစ်မှာဆိုလို့ဘယင်ဘက်ကို6တော့မဆင်းနဲ့အဲ့တော့ဘယင်ရှေ့ရောက်တဲ့အခါကျတော့ခြေဘွားကိုဖော်ပြီးတော့တင်းမြင်ခွေးထိုင် သူလည်းသိခါမကြဘူးမင်းခြေဘွားကအမွှေးကိုသူကကြည့်လိုက်မယ်အဲ့ဒါကြည့်ကျင်လို့အဓိကခေါ်တာဆိုသူ့ဖေးတင်ပေးလိုက်တယ် သိမိလိုက်တော့ဟိုရောက်တဲ့အခါကျတော့နာရသူကထိတ်တန်းမျိုးရိုးကဆိုရှေ့နားမှာထိုင်ပြင်းရှေ့ရောက်တဲ့အခါမှာအလုံးကတင်းမြင်ခွေးထိုင်ကြသူကလည်းတင်းမြင်ခွေးထိုင်ပြီးတော့ခြေပွားကိုဘယင်းမြင်အောင်လို့ခြေပွားကိုဖော်ထိုင်ထိုင်နေတယ်တော့ဘယင်းဆိုဟန်လုတ်ပြီးကြည့်တာပေါ့မကြည့်ချင်းမကြည့်ချင်းတလုံးလုံးဘာလုံးလုံးကြည့်တယ်ဟာနော်ကြည့်လိုက်တော့အဲ့ဒီမှာဟာဟုတ်သားပဲကြောတဲ့အတိုင်းဟုတ်တယ်ခြေပွားမှာအမွှေးတွေနဲ့ ဆိုပြီးတော့ဘီရင်ကအဲ့ဒါကိုဖုံးကွယ်ပြီးတော့သူတို့ကိုလောကကိစ္စတွေနဲ့ပတ်သက်ပြီးတော့နေရေးထိုင်ရေးစီးပွားရေးစသည်ဖြင့်ဘီရင်ကြီးကဆုံးမဩဝါဒပေးတယ်အားလုံးဆုံးမဩဝါဒပေးတယ်ဆုံးမဩဝါဒပေးပြီးကဲလောကကြီးပွားရေးတော့ငါကဆုံးမပြီးပြီဝိလုံးအကြောင်းတော့မှမြတ်စွာဘုရားရှိတယ် ဓမ္မရေးရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားမင်းတို့ဆုံးမလိမ့်မယ်ဘုရားစီဩဝါဒသွားနာခံကြအောင်ဆိုဘုရားစီလွတ်ပေးလိုက်အဲ့ဒီတထေးသားတွေနေဟတက်လာတဲ့တထေးသားတွေအကုန်လုံးအဲ့မြတ်စွာဘုရားစီသွားသွားပြီးတော့မြတ်စွာဘုရားစီရောက်တော့ဘုရားတရားဟောတဲ့အကောင်တရားဟောလိုက်တဲ့အခါမြတ်စွာဘုရားဟောတဲ့တရားကအဓိကတော့သစ္စာလေးပါဟောတာ ဘီရင်ကြီးကလောကကြီးပွားရေးကိုပြောလိုက်တယ်။ရသော်ဘုရားကနော်ခေါဏိကြဖြစ်တဲ့ဒါနကထာသီလကထာသက်ကကထာဒါနအကြောင်းသီလအကြောင်းနတ်ပြည်အကြောင်းကောင်းကောင်းအာယုန်တွေရဲ့အပြစ်ကောင်းကောင်းအာယုန်တွေကလွတ်မြောက်ခြင်းအကျိုးကျေးဇူးဆိုတာတွေကိုခေါ်ပြီးသစ္စာလေးပါခေါ်လိုက်။အော်တတိယတရားနိုင်နိုင်နဲ့ ထူးထူးခြားခြားကအဲ့ဒီသောနာရဲ့ရှင်တဲ့နှလုံးထဲမှာဘာဖြစ်သွားတော့လဲဆိုတော့ဒါမှန်တရားတွေပဲငါတို့လောကကြီးမှာဘာမှအတိတ်ပဲမရှိဘူးတနေ့ကျရင်ငါတို့အိုမှာပဲနာမှာပဲသိမှာပဲဒါရင်နဲ့အချိန်ကုန်နေလို့တို့ဟာကိုယ့်ကိုယ်ထင်ချီးပြီးတော့ဘာမှလည်းဟောက်မှာမဟုတ်ဘူးဒီတရားဓမ္မတွေကျင့်နေမှာတကယ်အစစ်မှန်ပဲလို့ဆိုပြီးတော့ တ်စွာဘုရားတရားပွဲလည်းပြီးရောဂျန်တဲ့လူတွေပြန်သွားတဲ့အချိန်မှာမယောင်မလဲနဲ့မြတ်စွာဘုရားစီပြန်ရောက်လာပြီးတော့သူကသင်္ကန်းဝတ်မယ်လို့ဘုရားစီခွင့်တောင်းမြတ်စွာဘုရားကမိဘစီပန်ကြဖို့ပြောလိုက်တဲ့အခါမိဘကမရရအောင်ပန်ကြပြီနောက်ဆုံးမှသင်္ကန်းဝတ်လာတယ်ဆိုပါစို့နော်အဲ့ဒီသောနကောလိဝိတာဆိုရယ်ဒီတတိယသင်္ကန်းဝတ်သွားတာကို တနေလုံးတနိုင်ငံလုံးဟာတည်ကြတယ်။ဟာဒီလောက်ချမ်းသာတာခြေဝါတော့အမွေပေါက်ပြီးရွှေချင်းနင်းနဲ့ခေးသွားတာရွှေထန်းစင်ကြီးပေါ်မှာအမြဲတမ်းစီးပြီးတော့ကြီးကြီးတဲ့ချမ်းသာနေတဲ့သထေသားဟာဓာရီအကုန်စွန့်ပြစ်လိုက်တယ်။စွန့်ပြစ်ပြီးတော့ခေါင်းကြီးဝတ်သွားတယ်။ခေါင်းကြီးဝတ်သွားရင်ထန်းစင်မပါတော့ဘူး။ရွှေချင်းနင်းလည်းမပါတော့ဘူး။အဲ့ဒါစီးစရာလည်းမရှိဘူး။အဲ့ဒီခေတ်ကဖျားလည်းဘယ်နဲ့မရှိဘူး။ဘယ်သူမှမရှိဘူး။ ဖနစည်းတာသူ့ကိုအကြောင်းပြုပြီးတော့ခွင့်ပြုတာဖေ။တောနတ်ဟိုအကြောင်းပြုပြီးခွင့်။အရင်ကဖနမစည်းဘူး။သူ့ခွင့်ပြုလိုက်တဲ့အခါကျတော့လောက်စိတ်ကောင်းရှိတော့စင်အားလုံးကိုခွင့်ပြုမယ်ဆိုမှစီးပါမယ်။သူတယောက်တည်းဆိုရင်ခွင့်တူးမယူဘူး။နော်။တထေသာသူတယောက်တည်းခွင့်ပြုမယ်ဆိုရင်သူမစီးပါဘူးတဲ့။အားလုံးတန်ခါးတွေကိုခွင့်ပြုမယ်ဆိုရင်တော့သူစီးပါမယ်။အဲ့လိုဆိုဖြစ်ဖနပေါ်လာအဲ့ 这样吧，阿利波诺。